စီဂျူယောဂမဖြစ်အောင်ကာကွယ်လို့ရမယ်နီးလန်းတွေကိုတင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့စီဂျူယောဂမဖြစ်အောင်ကာကွယ်လို့ရမယ်နီးလန်းတွေကိုကျမရဲ့ဘူးသူလာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ် ချင်းကျူယောဂမဖြစ်ဖို့အတွက်ဆိုလို့ရှိရင်နံပါတ်၁ချက် ခန္ဓာကိုယ်လေးစဉ်ကိုတေချာလေးထိမိပါအဝမလွန်တေချာလေးကယူဆိုင်ပေးဖို့လိုအပ်ပါတယ်နံပါတ်၂ချက်အရေးကြီးပါတယ်စီးကျူယောဂကအစာအသောက်ပုံစံနဲ့အများကြီးသက်ဆိုင်ပါတယ်ဒါကြောင့်မလို့ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အစာအသောက်တွေကိုတေချာလေးရွေးချယ်ပြီးစားပေးပါအမြင်နဲ့ကြွယ်ဝတဲ့အသီးရွက်တွေကိုများများစားပေးပါအချို့တက်လွန်ခဲ့တဲ့အစာအစာတွေ energy drink တို့မျိုးအားဖြည့်ချူရည်တွေကိုတောက်သုံးခြင်းကိုအတတ်နိုင်ဆုံးဆင်ခြင်ပေးပါနံပါတ်၃ချက် နေ့စဉ်ကိုလက်လှူရှာလေ့ကျင့်ခန်းကိုအနည်းဆုံး၅ရက်ဒါမှမဟုတ်45မိနစ်လောက်ပြုလုပ်ပေးဖို့အတွက်လိုအပ်ပါတယ်။နံပါတ်၄ချက်စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျှော့ချပေးပါ။နံပါတ်၅ချက်အစလေးအရက်တောက်သုံးခြင်းကိုအတက်နိုင်ဆုံးဆင်ခြင်ပေးပါ။နံပါတ်၆ချက် ကျမ်းမာရေးစစ်ဆေးမှုကိုပုံမှန်လေးပြုလုပ်ပေးဖို့အတွက်လိုအပ်ပါတယ်အထူးသဖြင့်မိသားစုမျိုးတွေမှာစီးချိုရာဆွေးရှိရသူဆိုလို့ရှိရင်ပို့ပြီးတော့ view ဆိုင်ပြီးတော့ကျမ်းမာရေးစစ်ဆေးမှုပြုလုပ်ပေးတင်ပါတယ်ကျွန်တော်ဝေမျှပေးခဲ့တဲ့အချက်6ချက်ကိုတေချာလေး view ဆိုင်ပြီးတော့လိုက်နာမယ်ဆိုလို့ရှိရင်စီးချိုရောဂါဖြစ်နိုင်ခြေကို အများကြီးရောကြစေနိုင်ပါတယ်အခုလိုမျိုးကောင်းမွန်တဲ့အလေးချိန်လေးတွေကိုတိဆောက်သွားမယ်ဆိုလို့ရှိရင်လည်းတိဆောက်မယ်ဆိုတဲ့အကြောင်း comment မှာကြေးသွားပေးကြပါဦးကျွန်တော်ခုဝေမျှပေးခဲ့တာလေးတွေကအခုအတွက်ဘူးတူရရတယ်သိပညာတစ်ခုရ တယ်အတင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်သိကျင်တာတွေမေးကျင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါဦးအားလုံးပဲစမ်းမသောခံတာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ